အာရခတတော် AA သိမ့်ပိုက်ထားတဲ့ရခိုင်ပြည်16မြို့နယ်မှာမြမကြက်ငွေ200ရန်100ရန်နဲ့50ကြက်တန်တွေဟာအသုံးပြုလို့မရတော့ဘူးလို့ဒေသခံတွေကပြောကြပါဗျ။မြန်မာကျပ်ငွေ200ရန်100ကျပ်တန်နဲ့50ကျပ်တန်တွေကိုငွေ1500စာရာတွေစုပြီးကုန်ပစ္စည်းတွေပေးဝေပေမဲ့အသုံးမဝင်တော့ဘူးဆိုပြီး ရောင်းချသူတွေကပြန်ပေးတယ်လို့ရသေးတောင်မြို့နယ်ဒေသခံတယောက်ကပြောပါရယ် လက်ရှိရခိုင်မှာ90ကျပ်တန်ကနေ200ကျပ်တန်အထိငွေဆက်ခွေတွေဟာအသုံးပြုလို့မရဖြစ်လာနေတဲ့အတွက်ကြောင့်တစတစပြက်ကွယ်လာနေတယ်လို့လည်းဒေသခံတွေကပြောကြပါရယ်ရခိုင်မှာကုန်စည်နှုန်းတွေအဆမတန်မြင့်တက်လာနေတော့မြန်မာကျပ်ငွေ200 100 90ကျပ်တန်ကုန်ပစ္စည်းဆိုတာဘာတစ်ခုမှမရှိတော့တဲ့အတွက်ကြောင့်အဲ့ဒီငွေဆက်ခွေတွေဟာလည်းအသုံးမဝင်တော့ဘူးလို့မောင်တော်ဒေသခံတယောက်ကပြောပါရယ်ရခိုင်ဒေသမှာ 9000ကျပ်တန်နဲ့10000ကျပ်တန်တွေကိုပဲအများဆုံးအသုံးပြုနေကြရပြီးတခြားသော1000ကျပ်တန်နဲ့900ကျပ်တန်တွေကိုတောင်အသုံးနည်းလာကြရလို့သိရပါဗျ။ရခိုင်မှာတိုက်ပွဲတွေကြောင့်ဗန်လုံငန်းတွေရပ်တန့်သွားခဲ့ပြီးတဲ့နောက်ငွေဆက်ခွန်အသစ်ဝင်ရောက်တာမျိုးမရှိတော့လို့ရှိနေပြီးသားငွေဆက်ခွန်တွေကိုသာလှည့်ပတ်အသုံးပြုနေကြရတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါဗျ။